ပြီးတော့သူ့ဘုံဒိန်းသားလည်းပဲပြောဆိုကြတာပဲခင်ဗျားတို့ရဲတပ်ဖွဲ့စီဘယ်လောက်ထိလူ့ဝီယူချိုးဖောက်နေနိုင်ငံသားတူအပေါ်မှာဘယ်လောက်ထိနိုင်တဲ့စီးနေငါတို့လှုပ်ရှင်အောင်လှုပ်လို့ရတယ်ဆိုတဲ့ခံယူချက်တော်တော်လေးကန်းကုန်နေတဲ့အဖွဲ့စီလေးပေါ်ပြတယ်တို့ခင်ဗျားတို့စကားကျွန်တော်သာကြည့်လိုက်တယ်ဟုတ်ကဲ့ခင်ဗျားတို့ဘာမှကျွန်တော်ဥပဒေပုံမှန်မတရားခင်ဆိုင်ရာကျုပ်ကတန်တရားရဲ့အကျိုးခံစားခွင့်ရှိတယ်ဘာမှကျွန်တော်တို့တရားစွဲလို့လည်းမရဘူးဘာမှလည်းကျွန်တော်အမှုတက်လို့လည်းမရဘူးအခုကကျွန်တော်ဘုံဒိန်းသားလိုက်ပါဆိုပြီးတော့ခင်ဗျားတို့ကဘယ်လောက်ထိဒါ တော်လေးကိုလုံကျူးနေပြီကိုယ့်အဖွဲ့ကိုပြင်ဆင်လာပြီလုတ်ခွင့်ရငင်္ဂနာတယောက်ရဲ့ပစ္စည်းရောအကြောင်းမဲ့အကျိုးမဲ့ပြတ်တတ်ခွင့်ရှိအမိန်ပေးတဲ့တင်းခွင့်ရှိကျွန်တော်ပြောထောက်ထားပြကျွန်တော်ကိုးထားလာနိုင်ငံဘာသာတွေကကျွန်တော်လူယူထားတာရှိလာကျွန်တော်အလွဲသုံးသားလုပ်ထားလက်စားတဲ့ပတ်စံနဲ့ဝယ်ထားတဲ့ဖုန်းလာကျွန်တော်ဖုန်းသိမ်းမှာဆိုစဉ်းစားကြည့်လေမစဉ်းစားကြည့်လေဟုတ်လားသူကလည်းဘယ်လိုလုံကျူးနေပြီကျွန်တော်စောစောရှင်းပြပြီကျွန်တော်နိုင်ငံကိုကာကွယ်ပေးဖို့ကျွန်တော်တောင်းဆိုတာကျွန်တော်ဒီနေ့တိုက်ခိုင်းနေမှာဟုတ်ဘူးခင်ဗျားတို့ကျွန်တော်နိုင်ငံသားတွေဒုက္ခရောက်နေတယ် မှန်တယ်ဆိုခင်ဗျားတို့ဘာလို့ဒီအမိန့်တွေလိုက်လိုက်နေရလဲအခုတခုကျွန်တော်ဘုံသိမ်းပြီးပါအမိန့်လာပြန်ကျွန်တော်နိုင်ငံတော်တတ်တော်ကလည်းခင်ဗျားတို့ဘာမှမပြောဘူးဘာမှမပြောဘူးအဖြစ်ရှိတယ်ကျွန်တော်ဘုံကိုသူ့အဆူဥပဒေအရရေးသွားပါမယ်ဥပဒေအရဆိုတာအရေးမယူပြီးစัจ जा မှာခင်ဗျာနိုင်ငံသားတယောက်ကိုဘာမှလုပ်မယ်ငွေမရှိကျောက်မပေးဘူးဆိုရင်ကျွန်တော်ပြစီလေခင်ဗျာဥပဒေနဲ့အညီကျွန်တော်မေးတယ်သိမ့်မယ်ငွေရှိသလားသိမ့်မယ်ငွေရှိဥပဒေအချက်နဲ့ပုံမှန်ဘယ်သူညွန်ကြကျွန်တော်ပြောစီတီးတော့ရဲမှုရေးဘူးတူလေပြောဟုတ်ပါဘူးကျွန်တော်ဘုဟုပါဘူးမပြောနိုင်ဘူးခင်ဗျာတို့မပေးနိုင်ဘူး ကျွန်တော်ဆိုလိုတာကျွန်တော်မတရားလုပ်နေတာမဟုတ်ဘူး။ညွန်ကြားပြောဘယ်မိတ်သေးဦးဒီပုံမှန်နဲ့ကျွန်တော်ဒီဖုန်းသိမ်းငန်းနေဆိုတော့ကျွန်တော်ပြော။ဘယ်လိုညွန်ကြားရလဲပြော။ကျွန်တော်ကျွန်တော်ခိုင်းနိုင်ကျွန်တော်သိမ်းငန်းနဲ့ပေးရမယ်တော့ကျုံမပါဘူး။